ါပါဒီနေ့မေလ20ရက်ဖက်ဒရယ်ဖန်ရင်းစစ်တရင်တွေကိုတက်ဆက်ပေးပါမယ်ဒီနေ့တော့စစ်ကောင်စီတက်ကဖဲခုံအရှိဘကန်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့တရင်အောက်ဖို့မြို့နယ်မှာလင်မယားချင်းစကားအများရာကနေစနီးဖြစ်သူကိုဓာတ်နဲ့ခုတ်တဲ့တရင်လက်ကြရွာကိုစစ်ကောင်စီတက်ကလင်နဲ့ပေါင်300ပုံထက်မှတ်ပုံကျဲတာကြောင့်အရက်သားတဦးတေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရတဲ့တရင်စာတဲ့တဲ့နဲ့ပါဝင် Federal Fairness စစ်တဲ့တဲ့ကိုကြားရမှာပါ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံအရှိတ်ကံကိုမနေ့ကမေလ16ရက်ညစနေဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာလေကွေးထဲကြားရောက်ပောက်ကွဲခဲ့ပြီးပြိုးစပါအချို့ပျက်စီးခဲ့တယ်လို့ဖဲခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံက Federal Affairs ကိုပြောပါရတယ်။ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်လက်ကွေးထဲကိုနှစ်ကြိမ်ကြာရောက်ပောက်ကွဲခဲ့ပြီးလက်နက်ကြီးအတန်ကြောင့်ဒိရခံတွေထိတ်လက်ခဲ့ရတယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်စီရွေးကောက်ပွဲ ပြုလုပ်မယ်လို့ထုတ်ပြန်ထားပြီးဖဲခုံမှာပြည်လည်နေထိုင်တဲ့ဒိရခံတွေနေနေရကြောင်းစစ်ဆောင်တွေပြည်လည်နေထိုင်ဖို့ခုလိုချိန်ချောက်မှုတွေစက်တိုက်ပြုလုပ်နေတယ်လို့သူကပြောပါဗျ။ပြီးခဲ့တဲ့မေလ12ရက်နေ့မှာစစ်ကောင်စီတပ်က ဖဲခုံမြို့နယ်အတွင်းကဂျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ကြောင်းအရက်သားပြည်သူတဦးတေဆုံးခဲ့ရပါတယ်။ပဲခူးတိုင်းနေတကြီးတာယဝတီခရိုင်အုတ်ဖုံမြို့နယ်ချောင်းကောင်းအုပ်စုဆယ်ရွာမှာလင်မယားချင်းစကားများရာကနေဇနီးဖြစ်သူကိုဓာတ်နဲ့ခုတ်တက်ခတ်ပြီးထွက်ပြေးသွားတဲ့ယောက်ျားဖြစ်သူကိုတာယဝတီခရိုင်တပ်ရင်3800နှစ်တက်ခွဲငါကဖမ်းဆီးရမိခဲ့တယ်လို့အစိုးရတပ်ဖွဲ့စီကတီးရပါတယ်။ ပြီးခဲ့တဲ့မေလ16ရက်နေ့နေ့လယ်တနင်္လာအချိန်ကအုတ်ဖိုမြို့နယ်ချောင်းကောအုပ်စုဆေးရွာရှိတိမ်မြုပ်ချောင်းကန်းအနီးနေအိမ်မှာလင်မယားချင်းစကားများရာကနေလင်ဖြစ်သူက စနီဖြစ်သူကိုဓာတ်နဲ့ခုတ်တက်ပြီးထွက်ပြေးသိမ်းချောင်းသွားခဲ့တယ်လို့သိရပါတယ်။အဆိုပါထွက်ပြေးသွားတဲ့တရားခံကို အရေးယူပေးနိုင်ဖို့ဒေသခံတွေရဲ့တိုင်ကြားချက်အရတရားခံကိုပတ်စိတ်တိုက်သုံးနှစ်ရှာဖွေခဲ့ရာ ညနေ9နာရီအချိန်မှာတယောက်ကြီးခရိုင်တက်ရင်3800နှစ်တက်ခွဲ9ကဖန်စီရမိခဲ့တယ်လို့ဆိုပါတယ်။စနေဖြစ်သူကိုဓာတ်နဲ့ခုတ်တက်တဲ့အမောင်မိုးတဲကိုအခုလက်ရှိအချိန်မှာတယောက်ကြီးခရိုင်တက်ရင်3800နှစ်တက်ခွဲ9ကထိတ်သိမ်းထားပြီးတော့တင်ရခက်ကို ထိုက်တက်တဲ့အပြစ်တန်ကို6မှတ်နိုင်ရတဲ့အနုကြည်ထံကိုလက်ပြောင်းပေးဖို့လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။မလီတိုင်းဒေသကြီးတပိတ်ချင်းမြို့နယ်အတွင်းရှိ လက်ကျကျေးရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာလေးနဲ့ပေါင်300ပုံထမှန်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားတဦးပွဲချင်းပြီးတည်ဆုံခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ပြည်ဦးလွေခရိုင်ပကဖရဲ့တောင်ခံကဖက်ဒရယ်အဖွဲ့ကိုပြောပါရယ်မနေ့ကမေလ19ရက်မနေ့စနေဝန်းကျင်လောက်မှာစစ်ကောင်စီတပ်ကပေါင်300ပုံနှလုံးပုံကျဲတိုက်ခိုက်ခဲ့ပြီးအသက်15နှစ်အရွယ်ကလေးတဦးတည်ဆုံခဲ့ရကောင် နောက်ထပ်15နှစ်အရွယ်ကလေးတဦးနဲ့အသက်30အရွယ်အမျိုးသားတဦးတို့ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့သူကဆိုပါတယ်။တည်ဆုံခဲ့ရတဲ့မော်တော်ကြီးကိုတချို့ပေးခဲ့ကြပြီးထိခိုက်ဒဏ်ရရှိသူတွေလည်းဈေးကူတမှုခံယူနေတယ်လို့သိရပါတယ်။ဒါပြင်စစ်ကောင်စီတပ်ကဘုံကျဲချတာကြောင့်အရက်သားနေအိမ်၃လုံးပြစ်စီးခဲ့ရပြီးကားတစ်စီးနဲ့ဆိုင်ကယ်တစ်စီးပါပြစ်စီးသွားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ၁၈ရက်နေ့ညနေ9:00နာရီဝန်းကျင်လောက်မှာ လက်ကျကျေးရွာကိုစစ်ကောင်စီတပ်ကလိန်နဲ့ပေါင်300ဘုံထမှတ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အကြောင်းအရက်သား2ဦးမစိုးရရထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ဒီနေ့မေလ20ရက်ဖက်ဒရယ်အဖွဲ့နှစ်စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ကျမအမြမောပါရှင်။